အခုတင်ဆက်ပေးမယ့်အားစားသင်ရတော့ဘရာဇီးလူငယ်ကစားသမားဘာနက်ကိုပေါင်20တန်းနဲ့ခေါ်ယူရင်အာဆင်နယ်တင်းနီးစပ်နေဆွဲတဲ့တွင်ကိုတင်ဆက်ပေးမှာဖြစ်ပါတယ်။အာဆင်နယ်တင်းဟာဘရာဇီးကလပ်အတလတီကိုမင်နေရိုအသင်းမှလူငယ်ကစားသမားဘာနက်ကိုပေါင်20တန်းနဲ့ခေါ်ယူနိုင်ရန်နှိစက်နေပြီဖြစ်ကြောင်းသိရှိရပါတယ်။အသက်20ရွယ်သားရှိသေးတဲ့ဘေတောင်မန်ကစားသမားဘာနက်ဟာပြီးခဲ့တဲ့ရာသီကအတလတီကိုမင်နေရိုအသင်းအတွက်အကောင်းဆုံးခြေစံပြနိုင်ခဲ့ခြင်းကြောင့်ဘရာဇီးလယ်ယူစဉ်အသင်းမှရွေးချယ်ခြင်းခံခဲ့ရပြီး2013 Confederation Flag Champion ဆုရရှိရမှာလည်းပါဝင်ခဲ့ပါတယ်။ ၎င်းကိုခေါ်ရင် spa liverpool dortmund ပေါ်တိုသင်းများမှခေါ်ရင်အပြိုင်ကျိုးပန်းနေကြတာဖြစ်ပြီးပြောင်းရွှေ့ခြင်းအမြင့်ဆုံးပေးကြတယ်အာဆင်နယ်သင်းထံသို့ရောက်ရှိရန်နှီးစပ်နေတာပဲဖြစ်ပါတယ်အာဆင်နယ်သင်းဟာဘာနက်ကိုခေါ်ယူနိုင်ခဲ့ပါကယခုပြောင်းရွှေ့ကာလမှာပြင်သစ်လူငယ်တိုက်စစ်မှုရာယာဆာနိုကိုကိုအလွတ်ပြောင်းရွှေ့ခြင်းဖြင့်ခေါ်ယူခဲ့ပြီးနောက်ဒုတိယမြောက်ကစားသမားခေါ်ယူမှုဖြစ်လာမှာပဲဖြစ်ပါတယ်ဒါအပြင်အာဆင်နယ်သင်းဟာဘယ်နောက်ခံလူစန်းတို့ကိုစာချုပ်ဖြတ်သိမ်းခဲ့ပြီး၎င်းကဖလာမင်ဂိုအသင်းထံကိုနှစ်နှစ်စာစာချုပ်တည်းရနဲ့ပြောင်းရွှေ့သွားခဲ့လို့သိရှိရပါတယ်ခင်ဗျာ။